ကဲဒီတစ်ခါမှာတော့အတုပ်တွေတုပ်ရမှာလဲမပါမဖြစ်အိမ်မှာလည်းမရှိမဖြစ်စောင့်သားတင်နေပဲမုတ်လုံနေလေးလုပ်ပြလိုက်ပါတယ်ပဲမုတ်လုပ်ဖို့ကလပ်ဘဲကိုတုံးထားပါတယ်ချန်နာဒါလို့လည်းခေါ်ပါတယ်ပေါင်းလုံးစံကျင်ွက်နဲ့တုံးွက်တုံးမယ်ကလပ်ဘဲတွေကိုဇလုံးတစ်ခုလေးကိုထည့်ပေးပြီးဝရင်တော့ရေနဲ့တေချာပြောင်းဆေးမယ်ပဲထဲမှာရှိနေတဲ့ဖုန်နဲ့အညစ်အကြေးတွေပြောင်းသွားအောင်လို့၃လေးတက်လောက်ရေဆေးပြီးတော့စစ်ထားလိုက် ရေးဆဲပြီးရေးစစ်ထားတဲ့ပဲတွေကိုဘန်းထဲမှာထည့်ပြီးတော့လေနဲ့အချောက်ခံခြင်းတန်းဒါမှမဟုတ်ရှင်နဲ့နေပူနှမ်းပြီးတော့အချောက်ခံလဲရပါတယ်အချိန်မရတဲ့လူတွေအတွက်ကတော့စီလီလုပ်တလို့အခုလိုရေးစစ်ထားလိုက်ပဲတွေကိုရေးစစ်ထားပြီဆိုရင်တော့လှော်ဖို့ပိုးအရင်ဆုံးပူအောင်လုပ်လိုက်မယ်ပြီးတော့မှရေးစစ်ထားတဲ့ပဲတွေထည့်ထည့်တဲ့ချိန်မှာပဲတွေကရေဆူနေတော့အခုလိုမျိုးအတန်ထွက်ပါတယ်ရေဆူနေတဲ့ပဲတွေကိုလှော်ပေးရတာတော့နည်းနည်းတော့ကပ်ပါတယ်။ဒါပေမဲ့ပြဿနာမရှိဘူး။ဆက်ပြီးတော့လှော်ပေးလိုက်ပါ။ မီးအေးလေးနဲ့လှော်သွားပြလိုက်တာပဲတွေတဖြည်းဖြည်းနဲ့ခြောက်လာပါပြီ။ပဲတွေခြောက်လာပြီဆိုရင်တော့ကြက်သွားအောင်ဆက်ပြီးတော့လှော်ပေးရပါမယ်။စီရီကတော့မီးပူချိန်ကိုအလဲအလတ်လောက်ထားထားပါလေ။ပဲတွေကိုလှော်သွားပြလိုက်တာတဖြည်းဖြည်းနဲ့ခြောက်လာပြီးတော့လှော်ရတာလည်းတွက်လာပါလေ။ပဲမတူဝဘဲနဲ့အကြက်ညီအောင်လို့အဆက်မပြတ်လေးလှော်ပေးသွားပါမယ်နော်။အခုလိုမျိုးဒဲအိုမလှုပ်တတ်ဘူးဆိုလို့ရှင်လေကိုလှုပ်တတ်တယ်လို့နီးနီးနဲ့နဲ့လာလှော်သွားပေးလိုက်ပါမိနစ်20လောက်လှော်ထားပေးပြီးပဲအနှံ့လေးမှွေးလာပြီဆိုရင်တော့ရပါပြီ။ လှော်ထားတဲ့ပဲတွေကိုတော့အေးခံတာပဲတွေအေးသွားပြီဆိုလို့ရှိရင်တေချာဝအောင်လို့မကြိတ်ခင်မှာတစ်ချက်လောက်မြည်ကြည့်လိုက်ပဲတွေကဝါလိုက်တဲ့အချိန်မှာကျွတ်ပြီးတော့ပဲစိမ့်နှံလေးမရှိတော့ဘူးဆိုရင်ရပါပြီတကယ်လို့ပဲစိမ့်နှံရှိနေတဲ့ရင်လည်းထပ်လော်ပြီးလို့ရပါတယ်လှော်ထားတဲ့ပဲတွေကိုတော့ကြိတ်မဲ့ဆက်တွေကိုထည့်အမုံဖြစ်အောင်လို့ကြာကြာလေးကြိတ်ပေးလိုက်ပဲရီကိုအမှုန့်ဖြစ်အောင်ကြိတ်ပြီးသွားပြီဆိုရင်တော့စကားလေးနဲ့ထပ်ပြီးတော့စစ်ချပေးဘဲဘူးကဖွင့်လိုက်တဲ့အနံလေးကိုမှုန့်နေတယ် ချိန်ပြီးသားပဲ့တွေကိုအခုလိုစကားနဲ့စစ်ပေးခြင်းဟာအထဲမှာရှိနေတဲ့အဆီလေးတွေကိုဖယ်သွားစီပါတယ်။စကားနဲ့တိုက်ပေးလိုက်တော့မှနူးညံ့တဲ့ပဲပေါင်တာမှုလေးကိုရမှာပါ။ကဲဒီမှာကြည့်လိုက်ပါဦး။အနံလေးမှုနေတဲ့ပဲမှုလေးကတော့အစင်သင့်ဖြစ်နေပါပြီ။စကားနဲ့စစ်ထုတ်လိုက်ပြီးကြံနေတဲ့ပဲအခဲလေးတွေကိုဆက်ပြီးတော့ချိန်ပါမယ်။ချိန်ပြီးဝရင်တော့ခုနအတိုင်းစကားနဲ့ပြန်ပြီးတော့စစ်မယ်။ဒီလိုနည်းနဲ့ပဲပဲတွေကုန်သွားတဲ့အထိဆက်ချိန်မယ်။ပြီးရင်တော့စကားနဲ့ပြန်စစ်ထားပြီ။ အားလုံးကြိတ်ပြီးစကားနဲ့စစ်သွားပေးပြီးရင်တော့အနံလေးအရန်ကိုမှုနေတဲ့ပဲမုံလေးကတော့အစင်သင့်ဖြစ်ပါပြီ။ကြည့်လိုက်ပါဦးပဲမုံလေးကရမ်းလာတယ်။ပြီးရင်တော့ပဲမုံတွေကိုပလင်းထဲပဲဖြစ်ဖြစ်ဘူးထဲပဲဖြစ်ဖြစ်ပြောင်းထည့်ထားပေးပါ။အပွန့်ကိုလေးလုံးအောင်ပိတ်ထားလိုက်ပြီးဆိုရင်တော့အကြာကြီးစားလို့ရပါပြီ။အိမ်မှာလုပ်ထားတဲ့ပဲမုံဆိုတော့ကလဘဲစစ်စစ်နဲ့လည်းရမယ်။တန်တန်ရှင်းရှင်းနဲ့အကြာကြီးလည်းထားပြီးသုံးလို့ရမယ်။ အရှမ်းလွယ်လို့ချစ်တငယ်ချင်းတို့လည်းလိုက်လို့ကြည့်လိုက်တော့နော်ဂဲစားပြီးပြီဆိုရင်တော့ oh sorry ပါပါလို့မစရသေးပါဘူးဂဲပြီးပြီဆိုရင်တော့ထုံးစံတိုင်းစေးကြောရေတုံးအဝင့်နဲ့အုပ်